ချောင်ရံရဲ့၃လစ်တာချိတ်ဆိုမှုကြောင့်ရှောက်ကလက်သားများကဝိုက်ပစ်တင်နေကြပါတယ်။ရှောက်ကလန်ကြီးကဲတွေကလည်း၃နှစ်ကြာရဲ့ကိုယ်တိုင်သွားတည်ခံတာပဲမဟုတ်လားဖြစ်တင်နေပါတယ်။ရှောက်ကျန်းကသူသားလောက်ရဲ့ကြောက်တက်ပြေးပဲခြာနိုင်ပါတော့ရဲ့။ရှောင်ရံနဲ့စိတ်ညစ်ကထွက်ပြေးသွားပါရင်ရှင်ရကနောက်ကလိုက်လာတဲ့ကြောင့်တားလိုက်ကတယောက်ထက်ထွက်လာပါတယ်။ကျွန်တော်တစ်ဖက်လေးဝဲချင်ပါတယ်။ဒီလို movie wicket တွေကိုအများလိုက်တင်ဆက်နိုင်အောင်လို့တစ်ဖက်တလန်းကနေဝဲမွေရှာနေတဲ့ online story ကိုလည်းလာအပြေးကြဖို့မြေတားရက်ခိုင်ချင်ပါတယ်။ ကျွန်တော်ရှိမှာ mobile ledger တိုင်းမှာ PUBG use တဲ့တခြားသော mobile game တိုင်းများကိုလည်းလာဝယ်နိုင်ပါတယ်။စိတ်ပြည့်လက်ပြည့်တယောက်တည်းထွေးလာချိန်မှာရှောင်းနေနဲ့တိုးပါတယ်။ရှောင်းနေကငါက permission ကြီးရဲ့ LAN ကိုပိတ်ထားတာပဲလို့ဆိုတာရှောင်းရန်ကိုလောက်လိုက်ပါတယ်။ရှောင်းရန်ကပြဿနာဖြစ်ချင်တာကြောင့်သွားဖို့လုံနေပေမဲ့ရှောင်းနေတို့ဘက်ကလက်ပိတ်ထားလိုက်ပါတယ်။တကယ်တော့ရှောင်းနေကရှောင်းရန်ကနားလန့်ရဲရဲနဲ့၃နှစ်တာချိန်ဆမှုကြောင့်မကြေမနက်ဖြစ်နေပြီးချီဆွမ်းအစူစီဆေးလို့ပါဆုတ်ဆုတ်သွားတဲ့ပြင်ရွှေလန်ဂိုင်းအိုပါပြေးပြူးမိပြီလို့ပြည်တယ်လိုက်ပါတယ်။ ရှောင်းရကမင်္ဂလာဝဲဖြစ်သိတာသာလက်ခံလိုက်ရဲ့ပထမကြီးကဲရဲ့တာဖြစ်တဲ့မင်းကချီဆွမ်းအဆူစီစီလို့ရဖို့မျော်လင့်ချက်ရှိဆုံးဖို့လားပြန်ပြောလိုက်ပါဆောင်းရရဲ့စကားကြောင့်ရှောင်းနေတယောက်အနာဘောဒုတ်ကျတယ်လို့ဖြစ်ပြီးမင်းကနားလက်ရရနဲ့တိုက်ခိုက်ဖို့ယုံကြည်ချက်ရှိတယ်ပေါ့ငါ့ကိုအရေးကြောင်းနိုင်ပါမလားကြီးရသေးတော့ပေါ်လို့ရှောင်းရကိုပြောလိုက်ပါရှောင်းရနဲ့မခန့်ချင်တော့ကြောင့်တိုက်ခိုက်လိုက်ပါရှောင်းရံရဲ့တိုက်ခိုက်မှုကရှောင်းနေပေါ်ဘာမှတည်ရမှုမရှိပါဘူးရှောင်းရံကိုလည်းအေအာဒီလောက်ပဲရှိတာလားလို့လောက်ပြောင်းလိုက်ပါတယ် ရှောင်ရနဲ့ဒေါသထွက်သွားပြီးစမ်းကိုတိုက်ခိုက်ဖို့လုံနေတော့မှရှရကရက်ဖို့ပြောလိုက်ပေမဲ့ရှောင်ရရဲ့လက်သေးချက်ကရှောင်နေကိုဘာမှမထိခိုက်တဲ့ပြင်ပြက်လွတ်လာပြီးရှရကဝေထိုက်ပေးလိုက်ရပါတယ်။ရှောင်ရနဲ့ယောက်ျားလေးတွေကိစ္စမှာမိကလေးဝင်မပါနဲ့လို့ရှရကိုရှူလိုက်ပါတယ်။ရှောင်နေကတော့မြို့နယ်ကြီးကရဲ့သားဆိုတဲ့အတိုင်းကာကွယ်ပေးတဲ့သူတွေတော့ရှိနေတော့ပဲလို့ဆိုကဝိုင်းယူနေကြပါတယ်။ရှောင်ရနဲ့အရာကိုမှဒေါသထွက်သားကရှောင်နေကိုရှိသမျှစွန့်ဧသွေးတိုက်ခိုက်လိုက်ပါတယ်။ ဘလိုပဲချပါစေရှောင်ရံနဲ့ရှောင်နှင်းတို့ရဲ့စွမ်းအင်ကွာချမှုကကြီးလာကြောင်းရှောင်ရံပဲလက်ထက်ကသွေးအံ့လိုက်ရပါတယ်။ရွှေအလည်းသူချစ်တဲ့သူကိုသွေးအံ့တဲ့အချိန်မှာလောက်တာကြောင့်ဒေါသထွက်သွားပါတယ်။ရှောင်နေလဲရွှေအဒေါသထွက်သွားတာကြောင့်သူပြအလုံးမခံရခဲ့အများထွက်သွားလိုက်ရပါတယ်။ရွှေအလည်းရှောင်ရံကိုကိုဘာမှမဖြစ်ဘူးမဟုတ်လားမေးလိုက်ပါတယ်။ရှောင်ရံကငါဘာမှမဖြစ်ဘူးတယောက်တည်းနေခွဲပေးပါလို့ပြောကရွှေအရှိကထွက်ပြေးသွားပါတယ်။ရှောင်ရံလည်းတိုးထက်ပြေးသွားပြီးမနစ်ကအဖြစ်ပြေးတွေကိုပြန်တွေးကငုံနေပါတယ်။ သူ့မိရဲ့အုပ်ကိုရှင်းမှဒူးထောက်လိုက်ပြီးငိုနေပါရဲ့။ရှောက်ကြံကလည်းသူ့သားရဲ့ဒီနေ့လောက်ရကနောက်သုံးနဲ့သဲရှူခွဲရလိုက်ပြီးမယ်။သုံးနေကြရဲ့အကောက်ထဲဆိုးကပုံများနိုင်ပေမဲ့သူသားအတွက်အဖေတယောက်နေနဲ့အစားကိုတိုက်ထိုက်ပေးမယ်လို့ပြောကထွက်သွားပါတယ်။ဆောင်ရလည်းဘာလို့လဲနောက်သုံးနေနေရဲ့အမေရှိဘလို့မျက်နှာနဲ့လာတွေ့ရပါမလဲလို့တယောက်ထဲပြောနေတော့လူတယောက်တန်ကြားလိုက်ရပြီ။အစားကလက်ဆော့ရှိကဖြစ်ပါတယ်။ လက်စော့ကရှောင်းရန်ရှီကကြော့သွားပြီးလက်စော့ထံကစွမ်းအင်ထွက်လာကအရေးတစ်ခုကကောင်းကလေးအခူးကနကလေးကမှငုံနေတာမဟုတ်လားပြောလိုက်ပါရဲ့ရှောင်းရန်ကအောနေပြီးခမည်းဘသူလည်းမေးလိုက်ပါရဲ့ထူထူကလည်းမဲကိုကူညီပေးမဲ့သူဘယ်လိုကူညီမှလဲရှောင်းရန်ကမေးလိုက်ပါရဲ့ထူထူကလည်းတိုက်ခတ်ရဒူချီကုန်းပြီမှာတခြားသူကိုနိုင်ယူခြင်းနဲ့ဆိုရင်အာဂျီဖို့ကအရေးကြီးကြောင်းပြောကဒူချီအစ်စ်တွေပြင်ဒူတိုင်းပညာကြောင်းရှင်းပြပါရဲ့ဒူတိုင်းပညာမှာထန်တီရှွမ်ဟော အဆက်၄၀ရှိပြီတစ်ဆင့်စီမှာကန်နဦးအဆက်အလလအဆက်အဆက်မြင့်ဆဆိုပြီးသုံးပိုက်ပိုက်ချတာပါဆောင်ရံကလူတိုင်းသိတာဘာလို့ပြောနေရတာလဲဆိုပြီးပြောလိုက်ပါထို့ဖို့ကြီးကရင်လန်ကန်းရဲ့တိုက်ပညာကရွှန်ဆစ်ဖြစ်ပြီးဒီထင်းမြင့်တဲ့တိုက်ပညာတည်ပေးလို့ရတယ်ပြောလိုက်ပါဆောင်ရံလည်းစဉ်းစားလိုက်ပါပါမလူရရှိမှဆိုအလောဆုံးမှာဟွာရှက်တိုက်ပညာဖြစ်ပြီးအာကြီးရဲ့မိသားစုတချို့မှာပဲရွှာရှက်တိုက်ပညာရှိပြီးဆောင်ရံတို့ရဲ့မိသားစုအမြင့်ဆုံးတိုက်ပညာကချက်သိရှုလေပြေတိုက်ဖြစ်ပါတယ် ဒါဒါမှထိုတိုင်းပညာကအကြီးကဲတွေပဲလေ့ကျင့်ခွင့်ရှိတဲ့ရွှန်စစ်တိုင်းပညာဖြစ်ပါရင်တီရှစ်တိုင်းပညာကအရန်ကိုအားကြီးတဲ့ဧကွေးနိုင်ငံတော်တွေရှိမှသာရှိပြီးထန်းရှစ်တိုင်းပညာကတော့ပြောင်းဆုံးနေတာနေ့တော်ကြပြီဖြစ်ပါရင်ရင်လာဂိုင်းလိုအတော်စွတ်ထက်တာတောင်ရွှန်ရှစ်ပဲရှိတာကြောင့်ရှောင်းရန်လဲဒီဖိုးကြီးကသူတို့ထဲပို့စွမ်းလာလားစဉ်းစားမိသွားပါရဲ့ပြီးတာနဲ့ရှောင်းရန်ကစွတ်ထက်တဲ့တိုင်းပညာရှိရင်တောင်ချီစွမ်းရယ်ဆိုပြီးစီလုံးမရှိရမီးရပဲ ရန်လာဂိုင်းမှာအရှင်ငါဆေးပေါ်ဆက်ဆရာရှိကလိုတလိုရနိုင်တာကြောင့်ခမည်းလိုဖိုးကြီးကလုံနိုင်လို့လောင်မေးလိုက်ပါရင်ထိုဖိုးကြီးကအရှင်ငါဆိုတာငါမိလို့ထဲမှာတောင်မရှိဘူးလူတွေငါ့ကို ရောက်လာလို့ခေါ်တာသဘောကျပြီးအရှင်တွေရှိုးတာလဲတာမက်ချစ်တစ်ခုဖြစ်ကြောင်ပြောကငါ့ကိုသာရှိရလို့ခေါ်ရင်မင်းလို့ကျင်တဲ့ရှေးလုံးတွေကျဲတော့လုတ်ပေးလို့ရတယ်လို့ပြောလိုက်ပါရင်ရှောင်းရန်ကအခုမှစားတွေးတာကိုနေလုံးထွားချက်ကတော့ရှီယာကြီးအစ်စ်ပဲပြောလိုက်ပါရင်အဖိုးကြီးကမြုပ်ဘူးလားပြန်မေးလိုက်ပါရင် ရှောင်းရန်ကခပြပြောတာသာအမှန်ဆိုကျွန်တော်လိုကောင်းကိုဘာကျေးဇူးမှမရှိပဲကူညီပေးနေမလားလို့ပြန်မေးလိုက်ပါတယ်။အဖိုးကြီးကလည်းသုံးနှစ်တာထောက်ပတ်ပေးတာကြောင့်ကျေးဇူးပြန်ဆက်တာလို့ပြောလိုက်ပါတယ်။ဒါမှရှောင်းရန်လည်းလော်ခဲတဲ့သုံးနှစ်ကဘလောက်ပဲကြိုးစားအရှင်းမတက်တာသူ့ကြောင့်ဆိုတာသိသွားပါတယ်။အဖိုးကြီးကမတက်တာလို့စုပ်ယူရကြောင့်သူ့ရဲ့စိတ်ဝိညာဉ်ကအာအယံနဲနေလို့ပြောလိုက်ပါတယ်။ရှောင်းရန်လည်းဒေါသထက်သွားပြီမဲ့အခုချိန်မှာဘာမှမလုပ်နိုင်လို့စိတ်ဓာတ်ကျသွားပါတယ်။ အဖိုးကြီးကလည်းတနေ့အတွက်အရေးချိန်တိုင်းပထောထိပ်ပြရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ရှောင်းရန်ကတနေ့အတွက်ချီဆွမ်းရဲ့စူးစီးချက်အရှိခနဲ့ရအောင်ပြလုပ်ပေးရင်အရေးကိစ္စကြေအေးပေးမယ်ပြောလိုက်ပါတယ်။အဖိုးကြီးကလည်းရှေးအားရတယ်လို့ပြောလိုက်တာကြောင့်ရှောင်းရန်လည်းအရေးသေးပေးကောင်းမှရှေးအားတည်မယ်လို့ပြောလိုက်တာကြောင့်အဖိုးကြီးကလည်းဘဝလုံးတွေနဲ့ရှောင်းရန်ကိုခြောက်လိုက်ပြီးရတယ်ပြောကရှင်မျိုးထဲကရှေးရဲစာခတ်လိုက်ပါတယ်။ရှိမျိုးစားကခရမ်းရောင်တက်ခွားမြေအပြည့်စုံသုံးပင်အယူစေကျော်ပန်းနှစ်ပွဲ့အပြည့် ေသားထက်အရှိတဲ့မော်တာရဲ့ဦးတိုင်တစ်ခုဖြစ်ပါတယ်။စုစုပါလာရဲ့ရွှေတွေကတထောင်ကျော်ပေမဲ့ပိုက်ဆံကြောင်တော့အသေးမခံနိုင်ဘူးရှောင်းရံကပြတ်ပြောလိုက်ပါတယ်။တစ်ဖက်မှာကြားလက်ပြီးတော့ကရှောင်းရံကြောက်ခက်တွေ့နေပါတယ်။သူ့သားကြားလက်အောက်ကအကြံတစ်ခုပေးလိုက်ပါတယ်။ကြားလက်ပြီးလည်းသဘောကျသွားပြီးထိုးကြတိုက်လှုပ်ဖို့စဉ်းစားလိုက်ပါတယ်။ဒါကတော့ဘယ်တဲ့သူတာဟဲ့ပဲဆက်ရှင်ဝါပိုက်တူဖြစ်ပြီးချိန်နဲ့တက်တဲ့ဆိုရင်လိုက်ရင်ဆက်ခိုင်းလို့တော့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ FDA ဖြစ်ပါတယ်။